ကဲညီကိုတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ခု Sporting Lisbon တင်းရတာတိုက်စင်မှုပေတာ York Crack ကတော့ကျွန်တော် Manchester United နဲ့ပြန်ပြီးတော့သတင်းတွေထွက်နေတယ်ပြီးတော့ဒီကစားသမား Korean ကလည်းကျွန်တော် Manchester United အတင်းအတွက်လမ်းဖွင့်ထားရဲဆိုတာမျိုးခုနောက်ဆုံး report တွေအရဆိုရင်သိရတယ်ဆိုတော့ဒါကြီးကနည်းနည်းတော့အထူးတော့ထူးဆန်းတယ်ဗျာ ယောက်ခက်ကိုယ်တိုင်ကတော့ဒါပြီးခဲ့တဲ့ season မကုန်ခင်လည်းပြောထားရှိတယ်။သူကဒီ season ကုန်ရင်စွဲစင်းလေးစွန့်တင်ရတယ်ပြီးတော့ထွက်မယ်။ချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတသင်းမှာသူပို့ပြီးတော့ကစားခြင်းနဲ့ဆိုတာမျိုးပြောထားတယ်။ဒီ defensive set တွေရပြန်ကြည့်မယ်ဆိုရင်လည်းဗျာဒီယောက်ခက်ကဒါ blue man record ပြထားတဲ့ကစားသမားလို့ပြောလို့ရတယ်။ဆိုတော့ဒီဒီနေ့ခေတ် market ထဲမှာဆိုရင်အဲ့လို number 9လို့ကစားသမားတွေကရှားသွားပြီ။ဒါမဲ့လည်းအခုအခုချိန်မှာဆိုရင်သူ့ကိုဗျာဒီလက်ရှိချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေကဘယ်အသင်းရမှာမကန်လန်ဘူး။ ဟိုအသင်းတွေဆိုပေမဲ့ဗျာအဓိကကတော့ဒီအာဆင်နယ်ချယ်ဆီပေါ့နော်အဓိကဒီဒီအသင်းတွေရဲ့အခြေအနေရတယ်ဒီနံပါတ်9ရောကစားမလိုအပ်နေတဲ့အခြေအနေပေါ့ဆိုတော့လက်ရှိချိန်မှာဆိုရင်အာဆင်နယ်ရောချယ်ဆီရောသူ့ကိုမကန်လန်းဘူးအာဆင်နယ်ဆိုရင်လည်းဒါဗဂျမန်ဆစ်ကိုနဲ့ဒါအက်ဒဗန်တော်ကီကိုရောက်နေတယ်ချက်စီနိုရင်တပြတာလီယန်ပလက်ကိုရွေးချယ်သွားတယ်။တကယ်တမ်းကျတော့ဗျာဒီအခုနောက်ပိုင်းဒီစတက်တွေရကြည့်မယ်ဆိုရင်ယော့ခရက်ကအဲ့ဗီဂျမန်ဆစ်ကိုထက်ရော ပြီးတော့ဒီ လင်းရဒီလက်ထက်လေတော့ဆိုရင်အများကြီးအပြတ်သက်သားရယ်ဒီခိုးသက်ထားနိုင်မှုအပိုင်းဒီမှာရော short accuracy မှာရော short conversion တွေမှာရောရောအကုန်လုံးမှာ stat အကုန်လုံးမှာဒါအပြတ်သက်သားနေတယ်ဒါပေမဲ့ဒီ Arsenal တို့ Chelsea တို့ကဘာလို့မလို့ချင်တာလဲအထူးသဖြင့်ဒီ Arsenal ပြ Arsenal ဆိုရင်ဒီ Jokret ကိုဘာလို့မလို့ချင်တာလဲဆိုတာတွေးရရှိရယ် ဒါကျွန်တော်အမြင်ပြောရရင်တော့အာဆင်နယ်ကမလိုချင်တာတစ်ဆိုင်ရင်အာဒီဒါမလိုချင်တာလို့ပြောရင်တော့ဘူးမှန်လိမ့်မယ်လို့ကျွန်တော်မြင်တယ်။ကျွန်တော်နားလည်သလားဆိုရင်ဗျာအာဆင်နယ်ရဲ့ဒိုးခွက်တောင်းရှိသူတွေကလိုချင်တယ် market value ကြီးကလည်းပိုပြီးတော့တက်တာတယ်။ဒီ program record လည်းပြထားတဲ့ကမ္ဘာကိုဘုံဖွဲကလိုချင်တယ်။ဒါပေမဲ့အာဒီဒါကရော့ခွက်ကိုနည်းနည်းလေးမှအောင်မကြိုက်ဘူး။ဆိုတော့အာဒီဒါကရော့ခွက်ကိုဘာလို့မကြိုက်လဲဆိုတော့ကျွန်တော်နည်းနည်းတော့သွားပြီးတော့ကြီးလိုက်ရအောင်ဗျာ။ ကျွန်တော်နားလည်တဲ့အာဒီတာတိဆောင်နေတဲ့ဒီအာဆင်နယ်တင်းရဲ့ပုံစံကိုကြည့်မယ်ဆိုရင်သူတို့ကဒီ system team first လို့ကျွန်တော်ပြောလို့ရတယ်။ပြောချင်တာကအာဒီတာရဲ့ system ထဲမှာဆိုရင်ကစားသမားတွေအကုန်လုံးက system တိုင်းကစားနိုင်ရမယ်။ဟို system တိုင်းကောင်းကောင်းမွန်မွန်ကစားနိုင်ရမယ်။ဆိုတော့ဟိုသူတင်းကိုပြ number 9ကိုကစားသမားရောက်လာတဲ့အတိုင်းအောင် channel ကစားသမားတွေကအဲ့ number 9ကိုကစားသမားကိုပဲဘောလုံးလေးပေးနေတာတွေအဲဟိုကိုသိနိုင်အောင် create ပေးနေတာမျိုးတွေကိုသူကမလုပ်ချင်ဘူး။သူ number 9ကိုကစားသမားကလည်းဒီအာဒီတာရဲ့ system ကိုရောက်လာပြီဆိုတာနဲ့သူကဒီ ဒီ link up လေးလည်းကောင်းမွန်ပါပဲ link up လေးကောင်းမွန်မယ်ဆိုတော့လိုရရင်လိုရသလို detail တွေပါလေးဆင်းရမယ်ပြီးတော့ဒီတခြားအသင်းပေါ်ပဲဖြစ်တဲ့ဒီ odigat တို့စာတာလုံးနဲ့လည်းကောင်းကောင်းတွဲကစားနိုင်ရမယ်သူကိုယ်တိုင်ကလည်းလိုရရင်လိုရသလိုကိုယ်စွေးနိုင်ဖို့ရလိုသလိုတကယ်အချိန်နေမှာဆိုရင်လည်းတခြားကစားသမားတွေ space ရှာပေးနိုင်တဲ့ပုံစံမျိုးလည်းဖြစ်နေရပဲအဓိကကတော့ဗျာ time space တွေမှာ technical ability ကောင်းတဲ့ ဒီတိုက်စင်မှုမျိုးအာတီတာလိုချင်တာဆိုတော့ကျွန်တော်ဒီယောဂရက်ရဲ့ပုံစံကိုသွားကြည့်မယ်ဆိုရင်ကျတော့ဒါဗလာသားတို့လည်းမြင်ပါပါယောဂရက်ကို highlight ပဲကြည့်ကြည့်ယောဂရက်ကလားလည်းပွဲလေးကိုပဲကြည့်ကြည့် तू ကဒါ overall အနေနဲ့ပြောရင် तू က body care system သွားတဲ့အသင်းနဲ့ပို့ပြီးတော့ light တယ်သူကိုယ်တိုင်ကဒီ one on one မှာကြော်ဖြတ်တာမျိုးပို့ပြီးတော့ကြိုက်တယ်အဲ dreaming ability ကောင်းတယ်အဓိကကတော့ defensive ရဲ့နောက်တန်း space တွေကိုရ ဟို run လုပ်ပြီးတော့အတက်ရတာကိုပို့ပြီးတော့ကြိုက်တဲ့ကစားသမားလည်းဖြစ်တယ်ဟိုပြောချင်တာကဒီ particle သွားတဲ့အသင်းတို့ transition သွားတဲ့အသင်းတွေနဲ့ကပို့ပြီးတော့သူ့ရဲ့ profile လိုက်တယ်ဆိုတော့ auditor ကအခုအချိန်မှာသူလိုချင်တဲ့ပုံစံကကျတော့ဒီ job role လိုပုံစံမျိုးမဟုတ်ဘူး auditor ကတကယ်တမ်း auditor ရဲ့ပုံစံကိုကျွန်တော်မြင်တော့ပြောရင် तू က pure finisher တက်စားရင်တော့ဒီ playmaker striker ကိုပို့ပြီးလိုချင်တာဟို playmaker striker ကိုမှဒီ finishing ability လည်းမဆိုးလာတဲ့တိုက်စင်မှုမျိုးကိုလိုချင်တာဆိုတော့ artida လိုချင်တဲ့ပုံစံကိုပြဘာသာတော့မြင်အောင်ပြောရမယ်ဆိုရင် तू ကဒီ benzema တို့ပြီးတော့ဒီ giyo ငငယ်ရပုံစံလို့ဒါမှမဟုတ်လည်း harry kane တို့အဲ့လိုပုံစံမျိုးကို artida လိုချင်တာဒါပေမဲ့ဒီ yorkre ရဲ့ profile ကိုကြည့်မယ်ဆိုရင်ကျတော့ yorkre ကဒီ body ကဲ သွားတဲ့အသင်းတွေနဲ့ပို့ပြီးတော့လိုက်တယ်သူ့ရဲ့ပုံစံကိုမြင်အောင်ပြောမယ်ဆိုရင်သူကဒီဒါဝင်နူးနက်တို့ဒီဒူဆန်ဘလာဟိုဗစ်တို့နဲ့ဘရိုဖိုင်းကတူတယ်ဆိုတော့ဒီယော့ဂရက်အာသာနဲ့အပိုင်းနဲ့အာဆင်နယ်လက်ရှိသွားနေတဲ့ပိုင်းကလုံးလုံးကိုမတူဘူးဗျာအာဆင်နယ်က position heavy position ကစားတဲ့အသင်းသူတို့ကဒီ order ball ကနေပြီးတော့ဘောလုံး recovery ပြန်လုပ်ရင်ပဲဖြစ်ဖြစ်ဘောလုံးသူတို့က winning ပြန်ဖြစ်သွားရဲဆိုရင်တောင်မှ direct attack ကိုသွားတာမျိုးမဟုတ်ဘူး position ကိုပဲဖြည်းဖြည်းချင်းခိုင်ပြီးတော့မှတဆင်ချင်းသွားတာ ဆိုတော့အဲ့လိုမျိုးတိုက်စစ်ကိုမြန်မြန်ဆန်ဆန်သွားတာမဟုတ်တဲ့အတွက်ယောက်ခရရဲ့ profile တွေကသူကမကပ်ဘူး။အဲ့အဲ့အကြောင်းမို့လို့လေသူကဒီတိုက်စစ်တွေမှာကောင်းကောင်းလှုပ်ရှားနိုင်တဲ့ဒီ technical ability player ကိုလိုချင်တာ။ဘာလို့ဆိုတော့သူတို့က position ကို gain ထားတဲ့အတွက် speed တွေကအများကြီးရမှာမဟုတ်ဘူး။အဲ့လို speed တွေအများကြီးမရအောင်ဆိုရင်ယောက်ခက်ကရုန်းကန်ရနိုင်တယ်လို့ auditor ကသုံးသပ်ထားတဲ့အတွက် auditor ကဒီယောက်ခက်ကိုနည်းနည်းမှမဆိုင်တာ။ပြောချင်တာက auditor က49ပုံစံဟိုမှာကဒီ49ပုံစံကစားနိုင်တဲ့ player ဟိုမှာ ဒီ finishing ကောင်းတဲ့ပုံစံမျိုးကိုလိုချင်တာဆိုတော့ဒီ yokra ရဲ့ profile ကကွဲနေတဲ့အတွက်ဒါအာဒီတာမလိုချင်တာနောက်တစ်ခုကဗျာနောက်တစ်ခုမြင်အောင်ကြည့်မယ်ဆိုရင်ကျတော့ဒီအသက်အရွယ်ကိုလည်းအာဒီတာသိသဘောမချရလဲပါတယ်အသက်အရွယ်ကြအသက်အရွယ်ရဆိုရင်လည်း तू ကဒီ benjamin fit ကိုပို့ပြီးတော့ခြိုက်တယ်နောက်တစ်ခုက lee ဗျာ तू ကဗျာဒီ portugal league ထပ်ဆိုင်တော့ portugaliga လာတဲ့လာတဲ့ကစားသမားကိုပို့ပြီးတော့နှစ်သက်တဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရင် portugal league ကလည်းခုနောက်ပိုင်းနှစ်တွေမှာဒါအရင်နှိမ့်တဲ့ လီတော့မဟုတ်ဘူးဗျာဒါပေမဲ့ဒီ UEFA ရဲ့ ranking အရဆိုရင်တော့သူကဖွန်တလီကာထက်တော့နိုင်တာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်အမြင် overall အနေနဲ့ပြောရရင်အာဒီဒါကဒီ Europe ကိုမလိုချင်တာဒီလာစာတွေအပြောင်းရွှေ့ကြီးတွေဒီဘယ်လီယာလာရဲဆိုတာမျိုးထက်စားရင်သူ့ရဲ့ system မှာသူသွားနေတဲ့ system တွေမှာသူလိုချင်တဲ့ profile နဲ့ဒီ Europe ရဲ့ profile တွေကလုံးလုံးကွဲထွက်နေလို့ဗျာအာဒီဒါကမလိုချင်တာလို့ပဲကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုက Chelsea ကိုကြည့်မယ်ဆိုရင် Chelsea ကိုကျွန်တော်သူတို့ရဲ့ဒီ tactical နဲ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးမပြောတတ်ဘူးဗျာမပြောတတ်ဘူးဆိုတော့ အဆိုမာရက်စကဘယ်လိုပုံစံသွားချင်လဲဆိုတာကကျွန်တော်ကောင်းကောင်းမသိသေးဘူးအဆိုမာရက်စကကရာသီစားမှာဆိုရင် particle plane နဲ့ဒီ quick transition ကိုသွားရတယ်ဒါပေမဲ့သူတို့ဒီ December အလယ်လောက်မှာဆိုရင် position heavy position B ကိုပြန်ပြီးတော့တည်သွားတဲ့အချိန်မှာဆိုရင်သူတို့ရာလက်တွေညိုင်းတော့တာရှိရယ်ရာသီကုန်ငယ်နီးမှာကျတော့အဲ့လို particle attack ကိုပြန်သွားရယ်ဒါပေမဲ့တခုသိထားရမှာဗျအဆိုမာရက်စကရောအာဒီတာရောဒါ backquarry ရောရဲ့လက်အောက်ကထွက်တဲ့ နီးပြတယ်သူတို့ရဲ့ဒီ philosophy ကလည်း position base ကိုပို့ပြီးတော့အာတန်တဲ့နီးပြတယ်ဆိုတော့နောက်တစ်ခုက Chelsea တင်းရဲ့ဒီ policy နဲ့ကြည့်မယ်ဆိုရင် Chelsea ကအဲ့လိုမျိုးဒီလူငယ်ကစားသမားတွေကို invest Chelsea ကများဒီလူလူငယ်ကစားသမားတွေကို investment လုပ်နေတဲ့အချိန်မှာဆိုတော့ဒီ beta yorkret ကဒါအသက်26ရက်ရှိနေပြီဆိုတော့သူတို့ linear deal ကိုပို့ပြီးတော့ရွေးချယ်တာမျိုးလည်းဖြစ်နိုင်တယ်အဓိကကတော့ Asomaris ကလာမယ့်နေ့မှာဘယ်လိုသွားမယ်ဆိုတဲ့ style ကို Asomaris ကပဲသိတဲ့အတွက် blue profile မျိုး ပိုပြီးလိုအပ်တယ်ဆိုတာအန်ဆိုအန်ဆိုမာရစ်ကပဲသိလိမ့်မယ်ဆိုတော့ Chelsea ကလည်းဒါကြောင့်မလို့ပဲဗီတာယော့ခ်ကိုမလိုက်တာလို့ထင်တယ်ကျွန်တော်အခုပြောနေတာကျွန်တော် Manchester United ဇင်ကဗီတာယော့ခ်ကိုခေါ်တင်တယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးခေါ်တင်တာမခေါ်တင်တာဆိုတာတကယ်တောင်ဝင်ရှိသူတွေဆွေးနွေးလေဟိုတောင်ဝင်ရှိသူတွေဆုံးဖြတ်ရမှာပေါ့နော်တကယ်လို့ကျွန်တော်တို့ကတောင်ဝင်ရှိသူတွေကဒီဗီတာယော့ခ်ကိုခေါ်ခဲ့ရဆိုရင်တော့ကျွန်တော်အဲ့ချိန်ကျမှကျွန်တော်အတွင်းနဲ့ဒါအဝင်နိုင်လားအဝင်နိုင်လားဘာဖြစ်လာနိုင်လဲဆိုတော့နည်းနည်းထပ်ပြီးတော့ဆွေးနွေးကြရပေါ့။တချို့ဒီချိန်မှာပြောချင်တာကတခြားချန်ပီယံလိဝင်ဝင်ရတဲ့အသင်းတွေအထူးသဖြင့်ဒီ number 9လိုနေတဲ့အသင်းတွေကဒီဈေးကွက်ထဲမှာဆိုရ င်ဗျာဒီ proven record ပြထားတဲ့ကစားသမား market value အရလည်းတခြားကစားသမားတွေနဲ့ရှင်ရင်ဒါ name နဲ့ထဲမှာပါနေတဲ့ကစားသမားပြောချင်တာပေါင်သန်း60လောက်သုံးရင်တော့ရမယ့်ကစားသမားကိုမလိုချင်လဲဆိုတာဒါကျွန်တော်ရဲ့အမြင်ကိုပြောထားဖြစ်တယ်အစလို့ဗျာဒီ artita အဓိကမလိုချင်တာကတော့ record ရဲ့ profile နဲ့သူ့ရဲ့ system အလုံးဝကိုမကိုက်လို့ပဲဆိုတော့ chelsea ကလည်းဘယ်လိုပုံစံသွားချင်လဲဆိုတာမျိုးကိုကျွန်တော်ကောင်းကောင်းမမြင်ရတဲ့အတွက် chelsea ကတော့ဒါ30ပေါင်သန်း30နဲ့ရတဲ့ကစားသမားကိုပို့ပြီးတော့ ဦးစားပေးရွေးချယ်လိုက်တယ်လို့မြင်တယ်သူတို့မှာဒါအန်ကွန်ကူကထွက်မှန်းသားလည်းမသိပေမဲ့အန်ကွန်ကူရှိသေးရဲ့ဗျာပြီးတော့ဗျာနီကိုလက်ဂျက်ဆင်လည်းရှိနေတဲ့အတွက်ဒီယော့ဘရက်ကိုခေါ်လိုက်မယ်ဆိုရင်သူတို့ကဒီပလေယာအရန်အိုဗာလုံးဖြစ်တာမျိုးလည်းဖြစ်နိုင်တယ်ဆိုပြောချင်တာကဗျာဒီလီယက်လိုင်းဒီလက်ကိုခေါ်လိုက်တယ်ဆိုရင်လည်းသူတို့မှာတိုင်းစိတ်က option တွေရောရှိတယ်ဒါပေမဲ့ယော့ဘရက်ကိုခေါ်လိုက်ရင်ကျတော့ဒီကြောင်းချွေချင်းနဲ့ခေါ်ထားပြီးတော့သူတို့မသုံးဘူးဆိုရင်လည်းအဆင်မပြေပြန်ဘူးဆိုတော့လိုင်းဒီလက်ကကျတော့သူတို့မသုံးဘူးဒါမှမဟုတ် rotation အနေနဲ့သွားမယ်ဆိုရင်တောင်မှအဆင်ပြေတယ်ဆိုတော့အဲ့ option ကိုပဲပို့ပြီးတော့ယူလိုက်တာလို့ပဲကျွန်တော်ကမြင်တယ်ဆိုတော့တခြားအသင်းတွေအခုချိန်မှာဆိုရင်ယော့ဘရက်ကိုမလိုချင်တာ ာကသူ့ရဲ့ယောက်ရက်ရဲ့လာစာတွေယောက်ရက်ရဲ့ပြောင်းရွှေ့ကြေးတွေဒီပေါ်တူဂီလီယာလာတယ်ဆိုတာထက်သူတို့အတင်းတွေရဲ့ဘလူးသူတို့အတင်းတွေရဲ့သွားနေတဲ့ system နဲ့ယောက်ရက်ရဲ့ profile ကိုကမကိုက်လို့ပဲလို့ကျွန်တော်ကတော့မြင်တယ်။အဲ့တော့ဒါကကျွန်တော်ရဲ့အမြင်ကိုဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်။ဆိုတော့ညီကိုရဲ့အမြင်လေးရောဘလို့ရှိလဲ။ပြောချင်တာကအာဆင်နယ်ဘာကြောင့်အာဆင်နယ်နဲ့ချက်စီကဘာကြောင့်ဒီယောက်ရက်ကိုရှောင်ပြီးတော့တခြားသမားတွေကိုခေါ်ရလဲ။ပြီးတော့ယောက်ရက်ရဲ့ပုံစံတကယ်ပဲကျွန်တော်မန်ချက်စတာယူနိုက်တက်အတင်းနဲ့ကစားမယ်ဆိုရင်အာဆင်ပြေးနိုင်လား။ဘာလို့ဆိုတော့ယောက်ရက်ကဒါပရီးမီးယားလိမှာကစားဘူးတဲ့။ ထားရည်လည်းရှိရယ်ပရီးမီးယားလိမှာဒါ struggle ဖြစ်ခဲ့တဲ့ပုံစံတွေလည်းရှိရယ်ဆိုတော့ညီကိုလေးရဲ့အမြင်တွေအရောဘယ်လိုရှိလဲကျွန်တော်အသင်းသူ့ကိုခေါ်တင်လားမခေါ်တင်လားစတဲ့အပိုင်းတွေကိုကျွန်တော်ရဲ့ဒီ comment section မှာဝင်ရောက်ဆင်းသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုချိန်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်